ဆိုတော့အာညီမလေး software software ဖြစ်မဲ့ပြီးတော့လည်းညီမလေးကိုကဲမဲ့အာတော့ခါဆောဆောဒီနေ့ညီမလေးအများကြီးမတွေ့ပါလို့ပြောဆင်ပါရဲ့အေးပရင်တက်ရောဘယ်နှယောက်လဲခင်ဗျာလက်ကလေးထောင်ရပြီးလေးရမှာတရောင်နေရောတရောင်အောင်ညာရောရောဆယ်ရောခင်ဗျာဒီနေ့ညီမလေး အားလုံးတိကျတဲ့အတိုင်းပါပဲခင်ဗျာငယ်စဉ်ဇုံတွဲလေးရဆိုရင်တော့ကျွန်တော်မှမဟုတ်ပါဘူးခင်ဗျာတူတူတယောက်ချင်းစီပေါ်မှာတို့ကချစ်ချစ်ခင်ခင်လေဒီစားနဲ့အမြဲတကယ်ကိုနေရာပေးပြောဆိုဆက်ဆက်တက်လေးရှိတာဖြစ်ပါရယ်ခင်ဗျာကျွန်တော် MC ဆိုးကြီးကိုလည်းငယ်စဉ်ဇုံတွဲလေးရအခုလိုမျိုးချစ်ခင်ပြီးတော့မှအမြဲစဉ်းစားပြီးတော့မှအတူရှိနေပေးတာဖြစ်တဲ့အတွက်လည်းတိတ်ကိုဝမ်းသာကြော်ရှင်မိပါရယ်ခင်ဗျာ မှန်တိုင်းပြောရမယ်ဆိုရင်တော့တကယ်ကိုကျွန်တော်ကိုယ်ရယ်မသိရှိခဲ့ပါဘူးခင်ဗျာအဲဒါပေမဲ့လို့အားလုံးသိရတဲ့အတိုင်းပဲဟိုနှစ်ယောက်လုံးက value တွေ energy တူနေတာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးနှစ်ယောက်ကိုကျွန်တော်တို့ကစိတ်ကူးရင်ပြီးတော့မှရှစ်ပေးခဲ့တာဖြစ်ပါရဲ့ခင်ဗျာအဲဒီနောက်ပိုင်းမှသာအကြည့်လေးတွေအပြုမူလေးတွေကိုအပြောဆိုလေးကြည့်ပြီးတော့မှရိပ်မိတာပဲဖြစ်ပါရဲ့ကျွန်တော်လည်းပြိသက်နေသူသူတို့ကိုယ်ရယ်ကနေပြိသက်ကိုအတိပေးတဲ့အခါမှာအကြမကြတီးတာပုံမှန်ကတော့ပြိသက်နေသူကျွန်တော်ကိုယ်ရယ်လည်းစဝေသွားနေပဲအမြဲရှစ်ပေးခဲ့ရတာပါခင်ဗျာဟောလုံးဝ surprise ဖြစ်ပြီးတော့ဝမ်းသာသွားတာပေါ့အလုပ်တိကျတဲ့အတိုင်းပါပဲဟို ဟိုပရိသတ်ကိုအတိပေးလိုက်မယ်လို့မပြောလင်တာဟုတ်လေဟိုကျွန်တော်တို့ကအားလုံးအားလုံးပွဲတိုင်းပွဲတိုင်းမှာအများအားမေးတယ်မေးတိုင်းမှာမဖြစ်ဘဲနဲ့အဲ့ပွဲလေးကြောင့်မှဖြစ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရန်လဲပရိသတ်နေသူအာဆာပရိုက်းအာဖြစ်ရပါတယ်ခင်ဗျာအဂိမ်းစပက်ရှယ်လစ်အနေနဲ့အားပြီးတော့မှဆောင်ပြီးမှဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ခင်ဗျာဟုတ်ကြားပါပြီခင်ဗျာဆိုပြီးကိုယ်တိုင်ပြောတာတွေကိုတောင်းငယ်ကိုယ်တိုင်လည်းပြောတာပါတယ်ခင်ဗျာ ကြာပါပြီခင်ဗျာတကယ်ဟိုရင်ခုန်ဝမ်းတာချီနူးပီတီကိုရရှိရပါရယ်ခင်ဗျာအဲပြီးသွားတဲ့ခါမှာဆိုရင်လဲအဲ ငယ်စဉ်လေးဝယ်နေတင်လာမှာဆော့ဖို့အတွက်ကျွန်တော် game လေးဆိုရင်လည်းကျွန်တော်စပြီးတော့တည်ရဲဟိုဟာ idea တွေစဉ်းစားရဲစဉ်းစားမိရဲ့ဥစ္စာတွေကိုလည်းအမြဲ notes ပတ်တယ်မနေ့ညဆိုလည်း7နာရီလောက်ထိ idea ထပ်ပြီးတော့ထုတ်တယ်ပြီးသွားတဲ့အခါမှာဒီနေ့မနေ့ဆိုရင်လည်းမနေ့6နာရီအစောကြီးကျွန်တော်ဒီ game လေးနဲ့ပတ်သက်ပြီးတော့မှ prepare ပြုလုပ်ပါရခင်ဗျာအဲ့ဒါကိုဆိုရင်လည်းပြီးသွားပြီဆိုတော့ ਨੇ ဒီဘက်က DJ နဲ့တူတူဆောင်ရွက်ဖို့တဲ့ DJ တို့တခါရဲ့ပို့ရဲအဲ့လိုမျိုးတကယ်ကိုတလီတစားနဲ့ပြင်ဆင်ဆောင်ရွက်ထားပါရခင်ဗျာအမောပြန်ဆောင် congratulations ပြီးတော့ညီမအရင်ဆုံးဆိုတော့အာညီမနဲ့ဆော့ဖို့ဆော့ဖို့ဖြစ်မဲ့ပြီးတော့လည်းညီမနဲ့ကိုကဲမဲ့အာလောက်ခဆောဆောသူလေးညီမလေးအများကြီးမှုတွေ့တာလို့ပြောချင်ပါရဲ့အဲပရိသတ်ရောဘယ်နှယောက်လဲခင်ဗျာလက်ကလေးထုံလာပြီးလဲရောက်လာတာတရယောက်နှယောက်သရယောက်အောင်များရောရောဆယ်ယောက်တွေခင်ဗျာ အလုံးတိကျအတိုင်းပါရခင်ဗျာငယ်စဉ်ဇုံတွဲလေးရဆိုရင်တော့ကျွန်တော်မှမဟုတ်ပါဘူးခင်ဗျာတူတူတယောက်ချင်းစီပေါ်မှာတို့ကချစ်ချစ်ခင်ခင်လေဒီစာနဲ့အမြဲတကယ်ကိုနေရာပေးပြောဆိုဆက်ဆက်တလိရှိတာဖြစ်ပါရခင်ဗျာကျွန်တော်အစီဆိုးကြီးကိုလည်းငယ်စဉ်ဇုံတွဲလေးရအခုလိုမျိုးချစ်ခင်ပြီးတော့မှအမြဲတမ်းစဉ်းစားပြီးတော့မှအတူရှိနေပေးတာဖြစ်တဲ့အတွက်လည်းတိတ်ကိုဝမ်းသာကြော်ရှင်မိပါရခင်ဗျာ TV ရဲ့နောက်ပိုင်းမှာဆိုရင်တူဦးတော်တူဦးလေဒီစာချစ်ချစ်ခင်ခင်နဲ့ဂယူဆိုင်တာလေးတွေ့တယ်ထမင်းတူစားရဲမဟုတ်ဆိုရင်လည်းအတူတူစားရဲပြီးသွားတဲ့အခါမှာဆိုရ င်လေအဲကုသားငယ်ကနေပြီးတော့မှစိုးပြေကိုတစ်ချိန်လုံးဂယုတဆိုင်နဲ့တေချာလေးကြည့်ရှုပြီးတော့မှချစ်ခင်ပြီးတဲ့အတွေ့အမြင်ဝင်နေတယ်တွေ့ရပါတယ်အဲ့လိုပဲအဲဆုပြေရဆိုရင်လဲကုသားငယ်ပေါ်မှာလေးစားတန်ဖိုးထားမှုကိုလဲကျွန်တော်တို့တွေ့ရတာဖြစ်ပါရယ်ခင်ဗျာ တူတော့မရှိပါဘူးခင်ဗျာအဲဒါပြိသက်ဆိုတာကတော့ဒါသူတို့အနေနဲ့အချင်းချင်းယူဆပိုင်ခွင့်ကိုသူတို့ချက်တယ်လို့ပြောလို့ရပါတယ်ခင်ဗျာအဲ့ပုံမှာလည်းကျွန်တော်ကချက်ခင်သားလည်းပြီးပါတယ်အဲဘာလို့လဲဆိုတော့အဲကျွန်တော်ကကျွန်တော်ချစ်ရတဲ့ခင်ရတဲ့သူတွေအာပျော်ရွှင်နေရဆိုရင် အဲကျွန်တော်နဲ့အတူရှိသည်ဖြစ်စေအတူတူမရှိသည်ဖြစ်စေအဲ့ရဲ့ပျော်ရွှင်မှုမှာကျွန်တော်ပါတီဖြစ်စေကျွန်တော်မပါတီဖြစ်စေအဲကျွန်တော်ချစ်ရတဲ့သူတွေအဲဘယ်သူတွေနဲ့ဘယ်လိုပဲပြောပြောအဲ့ပျော်နေတဲ့ဥစ္စာဝယ်ကျွန်တော်ကကြည့်ပြီးတော့မှအကြည့်နုပီတီဖြစ်ရတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အမပြောသလိုအဲ့လိုမျိုးဆိုရင်တော့ကျွန်တော်ကတော့ဒီလိုပွဲမှာဆိုရင်တော့ဒီလိုမျိုးလုတ်ကင်ဆောင်ရွက်ရမယ်ဆိုပြီးတော့မှဟိုပြောလို့ရပြန်ရတော့ညာလဲဟောအချိန်တိုင်းလဲပြည်သက်တည်းရချစ်ခင်လာလဲပြီးတော့မှသိရှိသွားမှာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်မရှင်းကြရဖြစ်ပါတယ်ခင်ဗျာလူဝတ်ထားလူရောမဟုတ်ပါဘူးခင်ဗျာအဲ့လိုလေကျွန်တော်ကတော့ဒါချစ်ခင်လေးစားတဲ့မီဒီယာတက်ပညာရှင်တွေနဲ့ တွေ့ရဆိုရင်တော့ကျွန်တော်အမြင်လေးစားနဲ့ချစ်ခင်ဖြစ်ပြီးတယ်အဲဒါမဲ့လို့ကျွန်တော် social media တုံးတဲ့အခါမှာဆိုရင်တော့ကျွန်တော်ရဲ့ personal feeling personal uh, uh post တွေမတင်မဲနဲ့ကျွန်တော်အလုပ်ငန်းပိုင်းဆိုင်ရာပဲအမြင်တင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်တိကျလေးဟိုအချင်းပြီးတော့မှမတင်ပြပြလိုက်တဲ့သဘောပါပဲခင်ဗျာဘာလို့လဲဆိုတော့အချင်းတိုင်းလည်းပြည်သက်တွေတည်သွားမှာပဲဆိုပြီးတော့မှအဲအဲ့လိုမျိုးပြည်သက်တွေပေါ်မှာချစ်ခင်ယုံကြည်မှုရှိရလဲပါပါတယ်ခင်ဗျာခုနကတော့ကျွန်တော်ပြောခဲ့သလိုပါပဲအဲကျွန်တော်ချစ်ရတဲ့သူတွေကဘယ်လိုပဲပျော်နေပျော်နေသူတို့ပျော်ရှင်မှုကိုကျွန်တော်ကမူရီတာပွားပြီးတော့မှကြည်နူးနိုင်ပါတယ်ခင်ဗျာ အမှန်တိုင်းပြောရမယ်ဆိုရင်တော့တကယ်ကိုကျွန်တော်ကိုယ်လည်းမသိရှိခဲ့ပါဘူးခင်ဗျာအဲဒါပေမဲ့လို့အားလုံးသိရတဲ့အတိုင်းပဲဟိုနှစ်ယောက်လုံးက value တွေ energy တူနေတာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးနှစ်ယောက်ကိုကျွန်တော်တို့ကစိတ်ကူးရင်ပြီးတော့မှရှစ်ပေးခဲ့တာဖြစ်ပါရဲ့ခင်ဗျာအဲဒီနောက်ပိုင်းမှသာအကြည့်လေးတွေအပြုတ်မှုလေးတွေကိုအပြောဆိုလေးကြည့်ပြီးတော့မှရိပ်မိတာပဲဖြစ်ပါရဲ့ကျွန်တော်လည်းပြိသက်နေသူသူတို့ကိုယ်တိုင်ကနေပြိသက်ကိုအတိပေးတဲ့အခါမှာအကြမ်းမကြတိတာပုံမှန်ကတော့ပြိသက်နေသူကျွန်တော်ကိုယ်တိုင်လည်းစဝေသွားနေပဲအမြဲရှစ်ပေးခဲ့ရတာပါခင်ဗျာဟုတ်ပါ ော်လုံးဝ surprise ဖြစ်ပြီးတော့ဝမ်းသာသွားတာပေါ့အားလုံးသိကြတဲ့အတိုင်းပါပဲဟိုဟိုပရိသတ်ကိုအတိပေးလိမ့်မယ်လို့မမျှော်လင့်ထားဘူးလေဟိုကျွန်တော်တို့ကအားလုံးအားလုံးပွဲတိုင်းပွဲတိုင်းမှာအမြဲတမ်းမေးတယ်မေးတိုင်းမှာမဖြေဘဲနဲ့အဲ့ပွဲလေးကျမှဖြေသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းပရိသတ်နီတူ surprise ဖြစ်ရပါတယ်ခင်ဗျာပြောတဲ့အတိုင်းပဲနောက်ဆုံးပြအင်းနဲ့လည်းဆက်လို့ပါပဲခင်ဗျာတကယ်ကိုပဲအာဘဝတသက်တာမှာ lifetime memory အနေနဲ့အာရှိနေမဲ့အခိုက်အတန့်လေးလို့တင်စားကြပါရခင်ဗျာ ငယ်ရောစုပြည်လေးရောကျွန်တော်ပေါ့အမတက်ချစ်ခင်ပါရခင်ဗျာခုနကပြောသလိုပဲအတကယ်ကိုပဲအရေးကြီးတဲ့ပွဲမှာလည်းတခြားလေးအနေအားပေးပြီးတော့မှအပြုလုပ်ခွင့်ပေးတာဖြစ်တဲ့အတွက်လည်းကိုသားငယ်ရောစုပြည်ရောပြီးတော့ချစ်ရငယ်စဉ်ပရိသတ်တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါရခင်ဗျာပြီးတော့အဂိမ်းလေးဆိုတာလေကျွန်တော်ရေငယ်စဉ်ရဲ့အဲ့လိုမျိုးပရိသတ်တွဲမိနေတာဖြစ်တဲ့အတွက်အဲ့အရာလေးပုံမှာလည်းကျွန်တော်ကိုယ်လည်းရင်ခုန်နေကြည်နူးတဲ့ PD ဖြစ်ပါရခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာတိတ်ကိုချစ်ခင်ရရဲ့ငယ်စလေးစုံတွေမင်္ဂလာဥမသည်စိတ်ချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှဘွားခီလက်မှာအခုလိုမျိုးအောင်ပျော်ရွှင်မှုတွေကိုအမြဲတမ်းပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် MC ဆိုရီကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကျေးဇူးပါကျေးဇူးတင်ပါတယ်အားလုံးကောင်းတဲ့နေ့ဖြစ်ကြပါစေခင်ဗျာ